မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာခြေဆုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမနဝတ္ထုခန်းကြီး9အပိုင်ငယ်31ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဤတေလလူတို့အားနောင်တတရားနဲ့အပြစ်လွတ်ခြင်းအခွင့်ကိုပေးစေခြင်းကား ထိုသူကိုအစိုးရသောအရှင်အရာ၌၎င်းကဲတင်သောသခင်အရာ၌၎င်းဘုရားသခင်ခန့်ထား၍မိမိလက်ရာလက်တော်နှင့်ချီးမြှင့်တော်မူပြီးဒီနေရာမှာရှင်ပေတရုကသခင်ယေရှုခရစ်တော်ရဲ့အကြောင်းကို ရှင်းလင်းစွာဖော်ပြထားတာတွေ့ရပါတယ်ဇဒုကဲတွေက ပေတရုရဲ့လှုပ်ဆောင်ချက်တွေကိုမကြိုက်လို့အမျိုးမျိုးပြဿနာရှာပြီးတော့မှအကျဉ်းချပါတယ်ဒါပေမဲ့ဘုရားသခင်က အဲ့ဒီအချင်းခန်းထဲကနေပြီးတော့မှလွတ်မြောက်စေခဲ့တယ်။နောက်တနေ့မှပိမှန်တော်မှာတက်ပြီးတော့ထပ်ပြီးတက်တည်ခံနေသေးတာကိုသူတို့တွေ့တယ်။လူတွေကိုကြောက်လို့သာ ရုံးရင်ဆန်ခတ်မဖြစ်အောင်လို့အသားတကြီးခေါ်ဆောင်ပြီးတော့မှ ပေတရုကို မေးမြန်းကြတာတွေ့ရပါတယ်။ပေတရုကလည်းငါကဘုသူ့ရဲ့စကားကို နားထောင်ရမှာလဲ။ဘုရားသခင်ရဲ့စကားကိုသာနားထောင်သင့်တယ်။လူရဲ့စကားကိုနားမထောင်သင့်ဘူးလို့ပြန်ပြောပါတယ်။ပြီးတော့ ခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုထပ်တလဲလဲထပ်ပြောတာတွေ့ရပါတယ်။အဲ့ဒီယေရှုကိုအစိုးရသောအရှင်အရာ၌၎င်းကယ်တင်သောသခင်အရာ၌၎င်းဖျားသခင်ကခံထားခဲ့ပြီလို့ဖော်ပြတာတွေ့ရပါတယ်။သဘောကတော့သခင်ယေရှုခရစ်တော်ကအစိုးရသောသူဖြစ်တဲ့အပြင်သူကကယ်တင်ခြင်းကိုပေးနိုင်သောသခင်ဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကိုလိုချင်ရင်နောင်တရဖို့လိုတယ်။သခင်ယေရှုခရစ်တော်စီကို ပြန်လာဖို့လိုတယ်။အဲ့တော့ဆိုရင်တော့အပြစ်ခွင့်လွှတ်ခြင်းနဲ့အတူကဲတင်ခြင်းကိုရမယ်လို့ရှင်းလင်းစွာ ဖော်ပြတာကိုတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့လောကမှာအပြစ်လွတ်ပိုင်သောအရှင် မရှိပါဘူး။ယေရှုတပါးတည်းပဲရှိပါတယ်။ယေရှုခရစ်တော်ရဲ့ကဲတင်ခြင်းဆိုတာကလည်းလူတွေကိုအပြစ်ကနေကဲတင်တာဖြစ်ပါတယ်။အပြစ်ကနေလွတ်မြောက်ပြီးပြီဆိုရင်တော့အပြစ်ကြောင့်ဖြစ်ပေါ်လာတဲ့အမင်္ဂလာတွေရဲ့ ဆိုးကျိုးတွေကိုကျွန်တော်တို့ကခံစရာမလိုတော့ဘူးဆိုတော့အတိပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကောင်မောင်တို့မတို့သခင်ယေရှုခရစ်တော်အသက်ရှင်လို့သာကျွန်တော်တို့ရဲ့ဟောပြောခြင်းတွေကလည်းဒီပဲရှိတာဖြစ်ပါတယ်။ကျွန်တော်တို့ကယေရှုခရစ်တော်အသက်မရှင်ခဲ့ဘူးဆိုရင်ဘလောက်ပဲယေရှုခရစ်တော်အကြောင်းတွေပဲပြောပြောလူတွေဟာပြောင်းလဲမှာမဟုတ်တလို့သက်သေထူလို့တောင်ရမှာမဟုတ်ပါဘူး။အခုမှယေရှုခရစ်တော်အသက်ရှင်တဲ့အတွက်ကြောင့်ဘုရားသခင်ကလည်းထိုအရှင်ကို အစိုးရသောရှင်အရာ၌ကဲတင်သောသခင်အရာ၌ချီးမြောက်ခဲ့ပြီးမို့လို့ယေရှုခရစ်တော်အကြောင်းပြောရတာအင်မတန်အားရှိပါတယ်။ယုံကြည်တဲ့သူတွေကအပြစ်ခွင့်လွှတ်ခြင်းကိုရမှာဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့လောကအကြောင်းအရာတွေကို ပြောတာထက်ယေရှုခရစ်တော်ရဲ့အကြောင်းကိုပြောတာကပိုကောင်းပါတယ်။အခြားနာမည်နာမတွေကိုအားကိုးတာထက်ယေရှုရဲ့နာမတော်ကိုအားကိုးတာကပိုကောင်းပါတယ်။ ါကြောင့်သခင်ယေရှုနာမကိုသုံးဆွဲပြီးကျွန်တော်ရဲ့ဘဝမှာကယ်တင်ခြင်းရရှိနိုင်တယ်လို့ပဲခတ်သိမ်းသောအစိုးတရားပြုသောထိုအရှင်ရဲ့နာမတော်အားဖြင့်ကျွန်တော်တို့ဟာလောကကိုအောင်းနေသူဖြစ်မှာအသေးချာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့ယေရှုရဲ့နာမကို အသုံးပြုပြီးတော့မှတသက်ခံကြတဲ့ပေတရုတို့ဟာဒီယေရှုရဲ့နာမအသက်ရှင်ကြောင်းကိုသိပြီးတော့အခွင့်အာဏာရှိကြောင်းကိုသိပြီးတော့ ရဲဝံ့စွာနဲ့မကြောက်မရွံ့တသက်ခံရဲကြတာကလည်းအင်မတန်မှပုံသက်သည်ဖြစ်ပါတယ်။ကျွန်တော်ရဲ့အသက်တာမှာယေရှုနာမအကြောင်းကို မပြောနဲ့။ယေရှုနာမကို တိုင်တယ်ပြီးစူးမတောင်းနဲ့။ယေရှုရဲ့နာမနဲ့တသက်မခံနဲ့တရားမဟောနဲ့လို့ပြောလာခဲ့ရင်ကျွန်တော်တို့ကဘုသူစကားနားထောင်ပါလေ။ကိုယ်တိုင်က သခင်ယေရှုခရစ်တော်ရဲ့နာမတော်ရဲ့ဘုန်းတော်ကို မသိဘူးဆိုရင်ကျွန်တော်တို့ကလောကသားတွေရဲ့ချင်းချောင်းမှု မာနတ်ရဲ့ချင်းချောင်းမှုကိုကြောက်ရွံ့နေမိမှာအမှန်ပဲဖြစ်ပါတယ်။အခုမှမာနတ်ကယေရှုရဲ့နာမတော်အစွမ်းကြီးချောင်းကိုကြောက်ရွံ့တဲ့အတွက်ထိုယေရှုရဲ့နာမအတန်ကိုကြားတာနဲ့သူ့အတွက်နေစရာမရှိတော့အောင်တုံ့လောက်ချောက်ချားတာဖြစ်တဲ့အတွက်ဒီယေရှုရဲ့နာမကိုမတုံးနဲ့လို့ပြောနေခြင်းကပင်လျှင်ကျွန်တော်တို့အခွင့်အရေးကောင်းဖြစ်တယ်ဆိုတာသိဖို့လိုပါတယ်။ဒါကြောင့်ယေရှုရဲ့နာမအားဖြင့်မာနတ်ရဲ့တကိုးတွေကိုချိုးဖျက်ပြီး ယေရှုရဲ့နာမအားဖြင့်ကျွန်တော်တို့ဟာအောင်ပွဲခံရမှာဖြစ်တယ်ဆိုတာကို သိရှိပြီး နာမတော်ကိုမပြောဖို့ဘလောက်ပဲချင်းချောက်ချင်းချောက်ယေရှုရဲ့နာမအကြောင်းယေရှုသက်ရှင်ကြောင်းယေရှုတက်နိုင်ကြောင်းကယ်တင်ရှင်ဖြစ်ကြောင်းကို ပြောကိုပြောရမှာဖြစ်ပါတယ်ဖျာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျာကိုတော်ကိုယေရှုတင်ပါတယ်ဘလောက်ပဲချင်းချောက်မှုတွေရှိနေပါစေသခင်ယေရှုရဲ့နာမတော်ကတကူကြီးတယ် ခင်ယေရှုရဲ့နာမတော်ကအံ့ဩဖွယ်ဖြစ်တယ်။ဒါကြောင့်ကိုရောဒီယေရှုရဲ့နာမတော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုတား၍မြင့်ရာပို့ဆောင်မှရည်ရင်ချင်းနဲ့တည်တည်ခံနိုင်ဖို့မဆပါ။နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာအပေါ်မှာလဲထိုနာမတော်အားဖြင့်အောင်ခြင်းခွင့်ကိုပေးတော်မူပါ။ဂျေစုတင်တဲ့ဒီနေ့တာလုံးကိုလက်ဝဲအနန္တနဲ့ခါမှာသခင်ယေရှုခရစ်တော်နာမ၌ဆက်ကအနန္တဆုတောင်းပါ၏။အာမင်။